ဟုတ်ပြီဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ HTML ခေါ်လေးကိုဆက်ကြတာပေါ့နော်အရင်ကကျွန်တော်တို့ browser လို့လို့ပုံနဲ့ dynamic website static website ပိုင်းနဲ့သင်ခဲ့တယ်အဲ့ဒါလေးကိုကျွန်တော်ဒီမှာအအပြည့်အောင်လေးပြောင်းလိုက်မယ်ပေါ့နော်ဒါလေးကိုကျွန်တော်လေ့လာပေးသွားပြီအဲ့တော့နောက်တစ်ခုကဒီမှာ VS Code install နဲ့ကျွန်တော် extension ပေါ့အဲ့အဲ့ဒီဟာလေးထည့်ရလေးကျွန်တော်တို့လုပ်ကြည့်အောင်ပြောချင်တာကျွန်တော်တို့ကဒီ HTML code ကိုကျွန်တော်တို့ကဒီ notepad ထဲမှာရိုက်လို့မရဘူးလားဆိုရတယ်ရိုက်ပြီးတော့ကျွန်တော်တို့အဲ့ဒါကို .html file ဆိုပြီးကျွန်တော်တို့ ဒီဟောလို့လို့ရတယ်ဗျာတိလားပြောမယ်ဆိုရင် website နေနဲ့တွားလို့ရတယ်တိုးပေမဲ့ကျွန်တော်တို့ကတကယ်တကယ်လုပ်မယ်ဆိုရင် VS Code ကြီးလိုအပ်တယ်ပေါ့အဲ့တော့တကယ်ဟုတ်ပြီကျွန်တော်တို့ notepad နဲ့ရေးချင်ရောမရဘူးလားဆိုရတာပေါ့နော်အဲ့တော့ကျွန်တော်ရေးချင်ကြအောင်အဲ့ကျွန်တော်တို့ရဲ့ computer screen ပေါ်မှာကျွန်တော်တို့က right ဟောပေါ့နော်လက်ကလစ်ထောက်ပြီးတော့ကျွန်တော်တို့ဒီမှာအဲဟောလို့လို့ရတယ်ဟုတ်လား test document အနေနဲ့ကျွန်တော်တို့ကတခုဖန်တီးလို့ရတယ်အဲ့ဒီမှာကျွန်တော်တို့အတွင်းထဲမှာကျွန်တော်တို့ကဘာဘာဘာလို့ပြောရမလဲ အဲ့ဒီမှာကုတ်ပါညာမရေးသေးဘူးထားပါတော့ body ဆိုပြီးတော့ကျွန်တော်တို့ hi hello ပေါ့ hi hello ဆိုပြီးတော့ရေးလိုက် hello ဆိုပြီးရေးလိုက်မယ်နော်ဟုတ်ပြီအဲ့ဒါအုံးမှာငါတို့ကဘယ်လိုရှိမယ်ဆိုဒီမှာ fine ဒီမှာ say at ဆိုပြီးတော့ရှိတယ်ဟုတ်လား say at ဆိုပြီးတော့ရှိတယ်အဲ့ဒီမှာမှငါတို့ဒီမှာဒီ all fine ဆိုတာကိုရေးလိုက်ပြီးလို့ရှိရင်ဒီမှာငါတို့က index.html ဆိုပြီးတော့အဲ့ဒီဟာကိုငါတို့ပြန်ပြီးတော့ပုံစံတစ်မျိုးနဲ့ save လိုက်ပါ အဆစ်လိုက်မယ်ဆစ်ပြီးတော့ငါတို့ဘာလုပ်မှာလဲဆိုအဲ့ဒီဟာလေးကိုငါတို့ဖွင့်လိုက်မယ်ဟုတ်လားအဲဒီမှာငါတို့ရဲ့ desktop ထဲမှာစွန့်နက်ဖိုင်လေးပဲရောက်သွားတယ်ဒီမှာ in desktop atm အော်ဒီမှာဒီမှာနော်ဒီမှာ in desktop ရဲ့ account လေးရှိအဲ့ဒါလေးဖွင့်လိုက်မယ်ဆိုဒီမှာတွေ့လား hello ဆိုတဲ့ဟာလေးထွက်လာတယ်အဲ့ပြောချင်တာ hello ဆိုတဲ့ account လေးပေါ့နော်အဲ့ဒီဒီဟာဆိုလို့ရှိရင်ငါတို့ touch file ကိုဖွင့်တာမဟုတ် atm ကိုဖွင့်တာမဟုတ်လို့သူက website နေနေကိုရလာတယ် တော့ HTML အကြောင်းနားမလည်သေးရင်တော့ငါတို့ဒီမှာဘာလားဖြစ်နေမှာပေါ့နော်အဲ့ပြောချင်တဲ့ HTML ဆိုတော့ငါတို့ဒီ HTML tag HTML root တွေထည့်ရတယ် body တွေထည့်ရတယ်ဟုတ်လားအဲ့တော့ဒီမှာနည်းနည်းစပြပေးမယ်အဲ့တော့ဒီမှာတော့ဘာမှအခြေခံနေပါမတင်သေးဘူးပေါ့နော်အဲ့လောလောဆယ် HTML structure တခုကိုငါတို့ကရှားယူဖို့အတွက်အဲ့တော့ HTML နားမလည်သေးဘူးမလားနားမလည်သေးဆိုအရင်ဦးဆုံးငါတို့ကဒီမှာ W3 စကူးကိုအရင်ဦးဆုံးခေါ်ကြည့်လိုက် W3 စကူးဆိုပြီးခေါ်လိုက်မယ်နော် အဲ w3 school ဟုတ်ပြီဒီမှာရိုက်ရှာလိုက်မယ်ဒီမှာရိုက်ရှာမယ် w 3 oh sorry 3 l c h o o l school ဆိုပြီးတော့ဒီမှာရိုက်ရှာလိုက်ပြီးလို့ရှိရင်အဲ့ဒီရိုက်ထဲရနေပြီးတော့ငါတို့ကဘာဘာရွေးမှာလဲဆိုတော့ဒီ html ဆိုတာကိုရွေးလိုက်မယ်နော် lan html ကိုရွေးလိုက် lan html ကိုရွေးပြီးတော့ဒီမှာငါတို့တွေ့လာဒီဒီကုတ်ကလေးကို copy ကူးလိုက်နော် အိုက်ကုတ်ကလေးတို့ဒီမှာ copy ပဲလောက်မှာတော့ကူးလိုက်မယ် control c ဆိုပြီး copy ကူးလိုက်မယ် copy ကူးပြီးတော့ငါတို့စောင်းနှက်က thd မှာဖလုပ်ခဲ့လဲနော် thd မှာငါတို့ဒီမှာ enter ဆိုပြီးတော့သိမ်းခဲ့တာမလားအဲ့ဒီမှာငါတို့ပြန်ပြီးတော့ control ဆိုပြီးတော့ save လိုက် save လိုက်နော် save ပြီးတော့ဒီမှာ enter.html မှာငါတို့ဒီမှာ refresh ပြန်လုပ်ကြည့်လိုက်ဒီမှာတွေ့လားဒါဆိုရင် html ဆိုတဲ့ကောင်ကိုငါတို့ thd file နဲ့ပါလို့တော့ရှင်းလိုက်တာဟုတ်လား ဒီ VS code ဒီပိုင်းလို့လားမလို့ပေါ့နော်ဒီမှာ enter enter.txt မှာငါတို့ဆောင်းကဖိုင်ပြန်စေ့ထားတာမလားနော်စေ့ပြီးတော့ဒီဟာလေးကိုငါတို့ဒီမှာ refresh ပြန်လုပ်ကြည့်တာရသွားတယ်ဟဲ့လားအပြောချင်တာက HTML ကိုငါတို့အလွယ်ကူဆုံးရေးလိုက်တာဒါပေမဲ့သူကလွယ်တော့လွယ်ကူပေမဲ့လို့ကွာငါတို့အစင်းမြင့်နဲ့အစင်းမြင့်မြင့်ဒါသွားလို့မရဘူးလုပ်ငန်းဟုတ်ကဲ့မှာဒီဟာကြီးသုံးလို့မရဘူးဟဲ့လားစလေးလာဖို့တောင်ဒီကောင်နဲ့အစင်းမပြေချင်းဘူးနော်အဲ့လိုရှိတယ်အဲ့တော့ပြောချင်တာဒါပေမဲ့ notepad နဲ့လည်းရတယ်ဆိုတာကိုအဓိကပြောချင်တာ နော် notebook နဲ့လည်းရရအောင်လုပ်လို့ရတယ်ဆိုပြောချင်တာအဲ့ဒါမှငါတို့က notebook ကိုမသုံးဘူးဆိုတော့တရားလေးကိုငါတို့မလိုအပ်တဲ့ဟာတွေကိုတက်တက်တွေကိုကလုံးလုံးလိုက်မယ်နော်ဟုတ်ပြီအဲ့ဒါငါတို့ကဘာလို့လုပ်မှာလဲ VS Code ဆိုတဲ့ကောင်ကို install မောင်းမယ်အဲ့ VS Code Code ဆိုပြီး Google မှာခောက်လိုက်မယ်နော်ဒီလိုမျိုးလေးအဲ့မှာဒီဒီဒီကောင်ကိုငါတို့က install မောင်းရမှာပေါ့နော်အဲ့ဒီမှာငါတို့သူ့ရဲ့ website ကို ကွင်မယ်ဝင်ပြီးတော့ကိုကိုရဲ့ပလက်ဖောင်းနဲ့သက်ဆိုင်တဲ့အကောင့်ကိုဘာလို့ရမှာလဲ install mount ပေါ့နော်အဲဒီမှာဆို download ပေါ် window ဆိုပြီးဒီမှာအဲဒီမှာ window ပေါ့နော်အဲ့တော့ငါတို့ဒီမှာကောက်နှိပ်လိုက်တာနဲ့ဒီကားလေး download ဆက်သွားလိမ့်မယ်အဲ့ဒီမှာ download ဆွဲဖို့လေဒီမှာဒီမှာတက်လာဟဲ့လားအဲကျွန်တော်ကတော့ဒီမှာ download ဆွဲပြီးတော့မပြတော့ ဘာလို့ဆိုကျွန်တော်တဲမှာဒါဒီကောင်ကရှိနေလို့ပေါ့နော်အဲ့ဒီကောင်တဲမှာဒီကျွန်တော်တဲမှာဒီဒီကောင်ကရှိနေလို့ကျွန်တော်ဒါကို download ဆက်မပြတော့ဘူးအဲ့တော့ message တို့ကကိုယ့်ရဲ့ဟွာတဲမှာ lap ဟောပေါ့နော်ကိုယ့်ရဲ့ computer တဲမှာအဲ့ဒါမရရအောင် install လေးမောင်းပေးပေါ့နော်ဟုတ်ပြီဆိုတော့ဒီလိုမျိုးလေးရှိလာလိမ့်မယ်နော်အဲဒီလိုမျိုးပါကျွန်တော်ရဲ့ screen ပေါ်မှာပေါ်လာမှာမလားနော်ဟုတ်ပြီအဲကျွန်တော်တို့ ဒီ virtual studio code ကိုနှစ်ချက်နှိပ်ပြီးတော့ဖွင့်လိုက်မယ်ဆိုလို့ရှိရင်ဒီလိုပုံစံလေးပေါ်လာမှာဟဟလာဒီလိုပုံစံလေးဘာဖြစ်လာမှာတော့ပေါ်လာမှာပေါ်လာမှာဆိုတော့ကျွန်တော်တို့ကဟုတ်ပြီဒီစပြီးတော့ရေးတော့မယ်ဆိုရင်ဘယ်လိုရေးရမှာလဲပေါ့နော်အဲ့ဒီလိုမျိုးလေးဘယ်လိုရေးရမှာလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာ file ဆိုတဲ့ကောင်ရှိရဲ့အဲ့ဒါကိုနှိပ်လိုက် file ဆိုတဲ့ကောင်ရှိအဲ့ဒါကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်တို့ကဒီမှာဒီ file အစ်စ်တွေထည့်လို့ရတယ် folder တွေစောက်လို့ရတယ် ဲ့တော့ဒီဟာလေးကိုကျွန်တော်တို့လောလောဆယ် minimize လေးလုပ်လိုက်တစ်ချက် minimize လုပ်လိုက်နော် minimize လုပ်ပြီးတော့ကျွန်တော်တို့ဒီပုံမှာ folder တစ်ခုကိုစောက်လိုက်အောင်ကျွန်တော်တို့ web web folder ဆိုပြီးတော့စောက်လိုက်မယ်နော် html ဆိုပြီးတော့ပဲစောက်လိုက်ပါမယ်နော်အဲ့ဒါပဲစောက်လိုက် HTML ဆိုပါဖြစ်တော့ folder လေးတစ်ခုအောင်တော့စောက်လိုက်ပြီဟဲ့လားအဲ့တော့အဲ့ဒီအဲ့ဒီ folder အောက်မှာငါတို့ HTML code တွေကိုတွားပြီးရေးပါနော်အဲ့တော့ဒီဆောင်းကငါတို့ minimize လုပ်ထားတဲ့နော်ဒီ password studio code ကနေပြီးတော့အဲ့ဒီ folder ကိုလှမ်းပွင့်လိုက် open folder ဆိုပြီးရောဒီမှာ file ပေါ်ကနေပြီးရောဒီမှာ file ပေါ်ကနေ click တော့ထောက်ထောက်ပြီးဒီမှာ open folder ဆိုပြီးရောဒီမှာ open folder ဘယ်မှာရှိရလဲငါတို့ desktop ပေါ်မှာဟာလားဖန်တီးထားရမလားအဲ desktop ပေါ်ကနေပြီးဒီမှာငါတို့ကစောင်းနှက folder လေးကိုရှာကြည့်လိုက်မယ်ဒီမှာ html ဆွဲကောင်လေးဟာလားအဲ့ဒီကောင်လေးကိုဒီမှာ select folder ဆိုပြီးရောလုပ်လိုက်မယ်ဒါဆိုလို့ရှိရင်သွားဝင်သွားပြီ html ဆိုတဲ့ folder လေးဝင်သွားပြီအဲ့ဒီမှာ open editor ဆိုတက်ရှိရယ် html ဆိုတက်ရှိရယ်ဒီမှာအောက်က အောက်လိုင်းဆိုတက်ရှိတယ်အဲ့တော့လေးမျိုးလောက်ရှိနေလိမ့်မယ်အဲ့တော့ငါတို့ကဘာကိုယူရမှာလဲဆိုဒီ ATML ဆိုတဲ့ folder ကိုယူရမှာဟုတ်လားအဲ့တော့ ATML ဆိုတာကိုပဲဒီလိုမျိုးလေးပေးထားလိုက်နော်ပေးပြီးတော့ဒီမှာတွေ့လား file icon လေးရှိရဲ့အဲ့ကောင်လေးကိုတော့ထောက်ပြီးတော့ file အစ်စ်ကိုဖန်တီးရမှာနော်အဲ့ဒီမှာဒီကောင်လေးကိုထောက်ပြီးဒီမှာဒီလိုလေးပေါ်လာလိမ့်မယ် inter.html ဆိုပြီးတော့ငါတို့ကရှင်းလိုက်ဟုတ်လား inter.html ဆို HTML file လေးငါတို့ရလာခဲ့ပြီပေါ့နော် အဲ့ ATM မှာ file ရလာပြီဆိုတော့ငါတို့ file ရေးလို့ရတယ်နော် ATM မှာရေးလို့ရပြီပေါ့အဲ့ ATM မှာဆိုပြီးတော့ဒီမှာ ATM မှာ file ဆိုပြီးငါတို့ under ခောက်လိုက်တာနဲ့တင်ဒီမှာ ATM မှာဒီကတစ်ခါလဲ auto ရေးသွားပြီပေါ့ဟုတ်လားအဲ့ဒီမှာမှငါတို့ဒီမှာ asian လို့ hello ဆိုပြီးတော့ဒီမှာရေးလိုက်တယ်ရေးပြီးတော့ control ဆိုပြီး save လိုက်တယ် save လိုက်တယ်နော် save ပြီးတော့ငါတို့ဟိုမှာကြည့်လိုက် browser မှာဖွင့်ချင်တယ်ဆိုဘယ်လိုလုပ်မလဲအဲ့တော့ sonaka ငါတို့ဒီမှာပြန်ကြည့်ရမှာပေါ့နော်ဒီမှာ HTML ဆိုဖွင့်တာနေပြီးတော့ဆက်နကငါ့ကိုလုတ်လိုက်တယ်ပါတော့ enter ဆိုတဲ့ကောင်ကိုငါတို့ဘာလို့ရမှာတော့ browser မှာဖွင့်လိုက်ရမှာအဲ့တော့ဒီမှာငါတို့ဆက်နကရေးခဲ့လိုက်တဲ့ hello ကဒီမှာပါလာတယ်ဟဲ့လားအဲ့တော့ဒီမှာငါတို့ hello hello wwd world ဆိုပြီးတော့ငါတို့ဒီမှာဆက်ပြီးတော့ထည့်လိုက်ပြီးတော့ control s ဆိုပြီး save လိုက် save ပြီးတော့ဒီမှာကြည့်ကြည့်လိုက်မယ်တခါလည်းပြောင်းလားမပြောင်းအဲ့တော့ငါတို့ဒီမှာ refresh ပြန်လုပ်ရမှာပေါ့အဲ့မှာဒီမှာ hello world ဆိုတဲ့ကောင်လေးကဘာဖြစ်တာတော့ပေါ်လာတယ်ပေါ့ နော် refresh ပြန်လုံးမှသွားပါဖြစ်တာတော့ပေါ်လာတာအဲ့တော့ငါတော့အဲ့လိုကြီးကြတော့နှစ်ဖီးချဲရပါကွာဘာဖြစ်တော့ဖီးချဲတယ်အဲ့ဒီမှာလုံးလိုက်တဲ့ဟာကိုကွာ control ကစနစ်လိုက်တာနဲ့ဒီဒီမှာတခါတည်းပြောင်းတာမျိုးလိုချင်တယ်ဆိုလို့ရှိရင်လုံးလို့မရဘူးလားပေါ့အဲ့နည်းနည်းရှုပ်နေမထင်ရနော်ပြောချင်တာနားရလားမသိဘူးငါတို့ဒီဘက်မှာရေးလိုက်တာ hello ပါ ဒီမှာကျွန်တော်နာမည်ရေးလိုက်ကြပေါ့ကျွန်တော်နာမည်ကျွန်တော်ရေးလိုက် WINWHDIKE ထိုက်ဆိုပြီး AD INKE ထိုက်ဆိုပြီးရေးလိုက်မယ်ပြီးတော့ control control ဆိုင်လာ control ဆိုပြီးနှိပ်လိုက်တယ်နော် control ရဲ့ s ရဲ့နှိပ်လိုက်တယ်အဲ့မှာဒီမှာ one ထိုက်ဆိုရဲ့ကောင်ဒီမှာတန်ပြောင်းမလာအောင်ဒါပေမဲ့ဖိုင်ရင်နေနဲ့စိတ်သွားပြီအဲ့ဒါစိတ်လိုက်တဲ့ဟာကိုပြန်ပြောင်းဖို့တော့ဒီမှာ refresh နှိပ်လိုက်တယ်ဒီမှာ one ထိုက်ဆိုပြီးပြောင်းတယ်အဲ့ပြောင်းရမှာဆိုအလုပ်တစ်ခုဖြစ်နေတာပေါ့ အလောက်တစ်ခုဖြစ်နေတယ်အဲ့တော့အလောက်တစ်ခုဖြစ်နေဆိုတော့ကျွန်တော် control ကစနိတ်တာနဲ့ဒီမှာဝင်ထိုက်လို့ရိုက်တာဒီမှာဝင်ထိုက်ဆိုပြီးတက်ပြရမယ် HTML ကိုတက်ပြအဲ့ဒါဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့သူ့ရဲ့ code extension လို့ခေါ်တယ်အဲ့ဒါလေးကိုကျွန်တော်ထည့်ရအောင်အဲ့တော့ဒီဘက်ကဟာလေးဒီမှာတော့အောက်ဆုံးက extension ဆိုတဲ့ကောင်လေးကိုရွေးရိုက်ပေါ့နော်ရှင်းပြီးတော့ငါတို့ကဒီမှာရှာလိုက်မယ်ရှာဖွေလိုက်မယ်ပေါ့နော် code extension လေးကိုရှာဖွေလိုက်မယ်အဲ့မှာဘာဘာရရမှာလဲဆိုလို့ရှိရင်ငါတို့ကဒီမှာ align ve live SEV ရာစပါဆိုပြီးရောရိုက်ရှာလိုက်အဲ့မှာလိုက်စပါဆိုရိုက်ရှာရိုက်ရှာလို့ရှိရင်ဒီပုံစံလေးတွေ့ရလိမ့်မယ်အဲ့တော့ငါတို့ install မမောရသေးဘူးဆိုရင် install လေးမောင်းပြီးတစ်ချက်လောက်เนาะ install မောင်းမမောရသေးဘူးဆိုရင်ဘာလို့မှာတော့ install လေးမောင်းပြီးအဲ့ဒီလိုက်စပါဆိုရဲ account လေးပါလို့ရှိရင်ငါတို့ကဒီ control s ဆိုပြီးနှိပ်လိုက်တာနဲ့တင်ဒီတစ်ဖက်မှာ ချိန်တပြိုင်နက်ပေါ့နော်တပြိုင်နက်တည်းနဲ့ continuous နှိပ်တဲ့တပြိုင်နက်တည်းနဲ့ဒီ ATM output ကိုတစ်ခါလေးမြင်နေရမယ်ပေါ့နော်ဟိုဒီမှာဒါငါတို့ကတော့အခုအနေနဲ့ရတော့ install mounter လို့ဒီမှာ install ပြနေရဲ့အဲ့တော့ဒီចောင်းသားရင်နေရဘာလို့မှာတော့ install ဆိုတာလေးကိုနှိပ်ပြီးအဲ့နောက်တစ်ခုရှိရာဘာဘာဘာရှိလဲဒါ light server ဆိုရဲកောင်းရှိရဲ့နောက်တစ်ခုကဒီ ATM SNI snippet လို့ခေါ်မှာလားဟုတ်လားအဲ ATM ဆိုတဲ့ snippet လေးတစ်ခုကိုငါတို့က ဒါလေးကို extra မောင်းရင်မောင်းလို့လည်းရတယ်ပေါ့နော်ဒါမို့ ATM ဆိုပြီးရိုက်ဆိုင်ရောโอเคအဲလောလောဆယ်တော့ဆောင်းနကဟာလေးပဲပေါ့နော်ဆောင်းနကဟာလေးကိုပဲကျွန်တော်တို့တွန်းထားလိုက်ပေါ့ဒီ inter.html မှာ live server လေးကိုပဲတွန့်ထားလိုက်နော်အဲ့တော့ကျွန်တော်တို့ဒီမှာဒီမှာ one type service ရိုက်လိုက်တယ်အဲ့ဒီဟာလေးကိုကျွန်တော်တို့ဒီဒီထဲမှာကျွန်တော်တို့ဟောပေါ့ lab click လေးကိုထောက်လိုက်မလား lab click လေးကိုထောက်လိုက်မယ်ဆိုဒီမှာတွေ့လား open live server ဆိုလေးတွေ့လားဒါလေးပါလာတယ်အဲ့ဒါလေးကိုနှိပ်လိုက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာအဲ့ဒီမှာတက်လာပြီဟဲ့လား open live server ဆိုပြီးတော့တက်လာပြီ တို့ပေမဲ့လောလောဆယ်ကျွန်တော်ရစက်ပါလည်းနဲ့အဲ့ဒါဖြစ်နေလို့အရင်တော့ဟာတွေတော့ပြနေတယ်ပေါ့နော်โอเคဆိုတော့ကျွန်တော်ရဲ့ဆက်ကကျွန်တော် inter.atm မှာပေးထားတဲ့အရင် project နဲ့နည်းနည်းညှိနေလို့ပေါ့เนาะအဲ့တော့ inter ဆိုတဲ့နာမည်တွေကအစပါကျွန်တော်နာမည်လေးတစ်ခုပြောင်းလိုက်မယ်ဒီ first first.atm ဆိုပြီးကျွန်တော် lolo set ထားလိုက်ထားပြီးတော့အဲ့ဒီကောင်လေးကိုဘာလုပ်မှာလဲဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဆောင်းလောက်ကအတိုင်းပဲပေါ့เนาะ left click ခောက်လိုက်မယ် ATM တွေကနေပြီးတော့ open with light server ဆိုပြီးတော့ရှိလိုက်မယ်ဒီမှာတွေ့လာအဲအရင်တော့မလိုအပ်တဲ့ဟာတွေကိုကျွန်တော်ဒီမှာဖြတ်လိုက်အဲသူကဒီဒီတက်ကကျွန်တော်လိုလေးလားဆိုတော့မလိုတော့เนาะအဲ့တော့ဒီမှာ minimize လုပ်လိုက်မယ်အဲ့တော့ဒီဘက်က light server ထွက်လာတဲ့ဝင်ထိုက်ပေါ့เนาะ okay ဝင်ထိုက်ဝင်ထိုက်ဆိုတာလေးထွက်လာပြီဝင်ထိုက် is ဆိုပြီးကျွန်တော်ရေးပြီးတော့ control စနစ်လိုက်မယ်ဒီမှာတစ်ခါလေးပြောင်းသွားတယ်တွေ့လား အဝန်ထိုင်အဆိုပြီးတော့ကျွန်တော်တို့ရေးလိုက်တယ်နောက်တစ်ခုကဘာဆိုင်ရင်ကောင်းမလဲနော်အဲကျွန်တော် ရေးချင်တာလည်းရေးလို့ရရပေါ့နော်ဆောင်းနှကလို့ကျွန်တော်တို့ HEN လို့ hello w o r n d o hello world ဆိုပြီး continuous ပြန်နေကြည့်လိုက်ဒါ hello world ဆိုပြီးတစ်ခါလည်းပြောင်းလာတယ်ဟုတ်လားအဲ့လိုမျိုးလေးရှိတယ်ဆိုတော့ဒါ message တို့အနေနဲ့ကတော့ inter.html ရေးလိုက်ရေးပြီးတော့ဒီ live server နဲ့ one run ရင်လည်းအဆင်ပြေလိမ့်မယ်ကျွန်တော်ဆက်ကလည်းလောလောဆယ်ညှိနေလို့ ဖိုင်နံပါတ်တွေကိုတခြားနံပါတ်လေးပြောင်းလိုက်ရတယ် pass.atm ဆိုပြီးပြောင်းလိုက်ရတယ်ပေါ့နော်အဲ့တော့အဆင်ပြေလိမ့်မယ်လို့ပြောလို့မှလည်းအဆင်မပြေရရှိရင်တော့တခုခုပြန်ပြောပြပါရှင်တို့အဲနောက်ထပ်ဟွာတွေမှာ program စပြီးရောကျွန်တော်တို့ရေးပါတော့မယ်လေ atm ဆိုတော့ဘလို့အလုပ်လုပ်ထားလဲဆိုတော့ကျွန်တော်တို့ပြောပါတော့မယ်ပေါ့နော်ဟုတ်ပြီဆိုတော့အားလုံးပဲပပိုင်ပါ